မင်္ဂလာပါအခေယာစပွန်ရဲ့ပရီးမီးယားလိပွဲစဉ်ကိုးအတွက်ပွဲချုပ်သုံးစက်စီစဉ်နဲ့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကခိုင်ဟုတ်ကောင်းခံနိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေးစဉ်ကစားသမားဟောင်းတန်ထောင်ဖြစ်ပါတယ်အခုရေဒီတစ်ခေါက်ဒါပရီးမီးယားလိပွဲစဉ်ကိုစနေနေ့ညကံမဲ့ပွဲစဉ်တွေကကျွန်တော်တို့ဒါပိတ်သက်စိတ်ဝင်စားမှုအဖြစ်ဆုံးဒါပွဲစဉ်တပွဲတို့ရွေးချယ်ပေးတာဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြ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 အောင်ပြ ဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်တော့ပရီးမီးယားလိရဲ့ပွဲစဉ်ကိုစနေနေ့ည7:00နာရီမှာရှင်ပြန်ကစားမယ်မန်ချက်စတာယူနိုက်တက်တင်တဲ့ Brighton တင်းတို့ရဲ့ပွဲစဉ်မှာဖြစ်ပါလိမ့်ခင်ဗျာလက်ရှိဒါ Manchester United အသင်းကတော့ဒါကျွန်တော်နောက်ပိုင်းဒါပွဲစဉ်တွေမှာတို့အနေနဲ့ဒါကျွန်တော်ခြေစွမ်းပိုင်းအရာလဲဒါတိုးတက်လာတာတွေ့သလိုဒါနှစ်ပွဲဆက်တိုက်နိုင်ပွဲတစ်ခုကိုလဲဒါကျွန်တော်နေပြ Ruben Amorim အနေနဲ့ရှာဖွေတွေ့ရှိသွားခဲ့တယ်ဒီထဲမှာမှဒါတော့ကျွန်တော်အသင်းကြီးတွေကိုအနိုင်ရရှိခဲ့တဲ့ဒါပွဲစဉ်တွေပြီးခဲ့နောက်မှာတော့ Manchester United အသင်းရဲ့ဒါအသင်းသားတွေရောတော့ဒါစိတ်သက်ပိုင်းဆိုင်ရာအရာခွန်အားတွေအလုံးလောက်ပြေးဝနိုင်မယ်လို့ကျွန်တော်ခံစားရတယ်ဆိုတော့လက်ရှိကတော့ဒါရှစ်ပွဲကစားပြီး ချိန်မှာ၄ပွဲနိုင်၃ပွဲတည်း၃ပွဲရှုံးရလဲနဲ့အဆင့်၉နေရာမှာရက်တိနေရာဖြစ်ပြီးတော့ Brighton အသင်းကတော့ဒါကျွန်တော်ရှစ်ပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင်၃ပွဲတည်း၂ပွဲရှုံးတဲ့သူလည်းပဲဒါအသင်းကောင်းတသင်းဒါအသင်းကြီးတွေကိုဒါအနိုင်ကစားနိုင်တဲ့အသင်းတသင်းအဖြစ်နဲ့လက်ရှိရက်တိနေရာဖြစ်လို့ဒီနှစ်သင်းရဲ့ဒါကျွန်တော်ထိတိုက်တွေးဆမှုကဒါကျွန်တော်အထက်အောက်အဆင့်ဖြစ်တယ်လို့မျိုးဒါကျွန်တော်ရမှတ်အနေနဲ့လည်းတတ်မှတ်ပဲကြွားချရတယ်ဆိုနိုင်တဲ့အသင်းကတော့ဒါကျွန်တော် Premier League အမှတ်ပေးစရာထိပ်ပိုင်းကိုဆက်လက်ပြီးတော့တက်ရောက်နိုင်မဲ့အနေအထားဖြစ်လို့ဒီနှစ်သင်းရဲ့ထိတိုက်တွေးဆမှုကစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ပြီးဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရလဒ်ဒီနှစ်တူပဲဆက်လက်ကြအောင်ဗျ မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတဆင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးပဲသိနေကြလိမ့်မယ်လို့ထင်ပါတယ်။ local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြင်းညီတင်ဆက်ပေးနေရလည်းဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ့ဝင်ရောက်နိုင်ကြလို့အခေယ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ထိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကိုဒီနေ့သင်ရဲ့ရှေ့ရပွဲစဉ်တွေရလဒ်တွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ United ဘက်ကချမ်းကိုပြန်ကြည့် United ကတော့ပုံစံကောင်းတစ်ခုနဲ့နောက်ဆုံးကျွန်တော်တို့ Premier League နှစ်ပွဲဆက်တိုက်ကို Ruben Amorim ရဲ့လက်ထက်မှာပထမဆုံးအကြိမ်ရရှိခဲ့ပြီးတော့ United အနေနဲ့ပြန်ပြီးတော့ form ကောင်းလာတယ်လို့ထင်ရတာပါပဲ United နောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုရင် United ကတော့9ပွဲ3ပွဲပဲရှိသေးတယ်ကျွန်တော်ရှုံးပွဲ2ပွဲတွေဂျုံတွေးခဲ့ရသေးတယ်ဗျရှုံးပွဲ2ပွဲမှာကျွန်တော်တို့ City တို့ Brentford တို့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာဆိုခန်းစစ်ကချက်ကိုတိပေးခဲ့ရကျွန်တော်ခွင့်ပြုရတယ်ဒါပေမဲ့လည်းနိုင်ခဲ့တဲ့ကျွန်တော်တို့ Chelsea တို့ Liverpool တို့ဆန်းနှောင်းတဲ့ပွဲစဉ်မှာတိုက်စစ်က ကျွန်တော်ဒီတပွဲကိုအနည်းဆုံး2 6စီ twin ခံရခဲ့ဆိုရဲ့အနေထားတစ်ခုမှာတော့ United အနေနဲ့တော့နည်းနည်းလေးပြန်ပြီးတော့အရင်နှစ်တကခြေစွမ်းကျွန်တော်ဒီရာသီစပိုင်းကခြေစွမ်းတဲ့ဆိုင်တော့ပို့ပြီးတော့ဒီနေ့နဲ့ခြေစွမ်းအောင်ရောက်လာပြီ Ruben Amorim နဲ့အသင်းရဲ့ကစားသမားရဲ့ဂျားမာရောဒီ Ruben Amorim ရဲ့ကစားကွက်3 4 2 1မှာပို့ပြီးတော့အသားအကျလာပြီဆိုတဲ့အနေထားတစ်ခုကိုကျွန်တော်ပြန်ပြီးတွေ့ရတယ်ဒါပေမဲ့တစ်ဖက်က Brighton ရဲ့လက်တွေကိုပြန်ကြည့်တော့လေ Brighton ဒီအရင်ကြီးကျွန်တော်တို့ပြောရမှာဆို Shot တော့လို့ရတဲ့အနေထားမှာမရှိဘူးလက်ရှိ United အသင်းရဲ့ form ထထောင်ပို့ပြီးတော့ကောင်းနေတဲ့အနေထားမှာရှိတယ် နောက်ဆုံးကျွန်တော်တို့၅ဘွဲ့မှာဆိုရင်ကျွန်တော်ဒီအတင်းကောင်းနေပါတယ်အတင်းကြီးပါတယ်ကျွန်တော်နျူကာဆယ်တို့ချက်ဆီတို့ကျွန်တော်ဒီပြောမှာဆိုရင်နိုင်ပွဲတွေရရှိအောင်ဆွမ်းဆောင်ထားနိုင်ခဲ့တယ်ချက်ဆီကို3-1နျူကာဆယ်ကို2-1အဲ့ဒါပြင်မှာကျွန်တော်ဒီဂျာယန်မှာရှင်ပြန်ကစားခဲ့တဲ့ဘန်စလီနဲ့အဲကျွန်တော်တို့ AFL ကပ်ပွဲစဉ်မှာဆိုရင်6-9ဂိုးမရှိနဲ့နိုင်ခဲ့တဲ့အထိတိုက်စစ်ပန်းကဆွမ်းဆောင်အောင်ပြသနိုင်ခဲ့တယ်နောက်ထပ်အတင်းကောင်းနေဖြစ်တဲ့ကျွန်တော်ဒီ Tottenham Hotspur တို့ပြီးတော့ Tottenham ဆောင်က Wolverhampton နဲ့ပွဲစဉ်မှာတော့ကျွန်တော်ဒီတစ်ဖက်တကိုးစီတည်ရေ Tottenham Hotspur နဲ့ပွဲစဉ်မှာတစ်ဖက်နှစ်ကိုးစီဆိုတဲ့တည်ရလက်ကိုဆွမ်းဆောင်ထားတယ်အဲတော့နောက်ဆုံး၅ဘွဲ့မှာ Brighton ဒီရှုံးဝဲမရှိဘူးလက်ရှိ United ကအနေထားထပ်ပို့ပြီးတော့တင် ငင်းတဲ့ဖောင်တစ်ခုကိုပြတ်သားနိုင်တာနေဆိုတော့ဒီပွဲစဉ်မှာ United အနေနဲ့တော့ Otto ဖို့မှာလွယ်ကူတဲ့ပွဲစဉ်တွေပဲဖြစ်လာပါမှာဆိုတာပြန်ပြီးဆိုရင်ကြာပွဲရှိတယ်ပြီးတော့ Brighton အနေနဲ့ရောနောက်ထပ်သူတို့အသင်းရဲ့ကောင်းနေတဲ့ဖောင်တစ်ခုကိုထပ်ပြီးတော့များကျွန်တော်တို့တည်ဆောင်သွားနိုင်မှာဒါမှမဟုတ် United ကပဲပြန်ပြီးတော့သူတို့လက်ရှိပြီးခဲ့တဲ့ England Derby မှာရောအရှိန်မောဆန်တောင်းနိုင်ခဲ့တဲ့ပွဲစဉ်ကနှစ်ပွဲစတဲ့အနိုင်ရောနောက်ထပ်သုံးပွဲစတဲ့အနိုင်တစ်ခုကိုပြန်ပြီးတော့တည်ဆောင်သွားနိုင်မှာအဲ့လေးပြန်ပြီးဆောင်ကြရဖို့ရှိပါလိမ့်မယ်ခင်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့လက်ရှိသူတို့ရဲ့ဒါနောက်ဆုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Manchester United အသင်းကဒါ၅ပွဲမှာဒါကျွန်တော်၂ပွဲရှုံးနေပြီးတော့ဒါ၃ပွဲအထိအနိုင်ရရှိထားခဲ့ဗျာဆိုတော့နိုင်တဲ့ပွဲစဉ်တွေထဲမှာဒါ Liverpool လို့အသင်းအောင်းနေပါတယ်နောက်ကျွန်တော်တို့ဒါ Chelsea လို့အသင်းပေါ့နော်ဆိုတော့ဒီအသင်းကြီးတွေကိုအနိုင်ရရှိခဲ့တယ်နောက် Sunderland ကိုအနိုင်ရရှိခဲ့တယ်ဗျာဆိုတော့ဒါကျွန်တော်အင်ကွင်းရောအဝေးကွင်းရောသူတို့အနိုင်ရလက်လေတွေဒါနောက်ပိုင်းမှာဖော်ဆောင်လာနိုင်ပြီဆိုတော့ဒါ Manchester United အသင်းအတွက်ဒါအပေါင်းလက္ခဏာဆောင်တဲ့အနေအထားတစ်ခုတွေဒါဖြစ်လာပြီဆိုတော့ဒီဘက်က Brighton အသင်းဘက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဒါသူတို့လည်းပဲနောက်ဆုံး၅ပွဲမှာလုံးဝရှုံးပွဲကိုမရှိခဲ့တဲ့အနေအထားဗျဆိုတော့၃ပွဲနိုင်တယ်၂ပွဲသေရကြတယ်ဆိုတော့နိုင်တဲ့ပွဲစဉ်တွေမှာ Chelsea အသင်းကိုနိုင်တယ်နောက် Newcastle အသင်းကိုနိုင်တယ်နောက်ကျွန်တော် Brentford အသင်းကိုဒါ6-0ဆိုတဲ့ရလဒ်တစ်ခုနဲ့အနိုင်ရရှိခဲ့တယ်ဗျနောက် Tottenham Hotspur အသင်းကိုသေရကြခဲ့ပြီးတော့ဒါ Wolf အသင်းသေရထက်ကြတယ်ဆိုတော့ကစားရနေနဲ့ခက်ခဲမဲ့အသင်းတွေကိုသေရအနိုင်ကစားထားနိုင်ခြင်းကဒါကျွန်တော်တို့ Brighton အသင်းကဒီရာသီမှာတော်တော်လေးကိုဒါသူတို့ရဲ့လိုအားနှုန်းကောင်းနေရဲ့ ဆိုတော့ကျွန်တော်ပြရတယ်ဆိုတော့ Manchester United အသင်းဘက်ကတော့အပေါင်းလက္ခဏာဆောင်လာတာမှန်ပေမဲ့ဒီနေ့ပွဲစဉ်မှာတို့အနေနဲ့အနေငယ်ခက်ခဲသွားနိုင်ခြေရှိတဲ့အနေအထားလေးရှိတယ်ဒါပေမဲ့ဒါအင်ကွင်းလည်းပြစ်တယ်ကျွန်တော်ကျွန်တော်တို့ကစားသမားတွေအတွက်လည်းဒါစစ်တပ်ပန်းဆိုင်ရာအရာပို့ပြီးတော့တက်ကြွနေတဲ့အနေအထားတစ်ခုဖြစ်တဲ့အတွက်ဒီနေ့သင်းထိတ်လိုက်လို့ဆိုမှတော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းနေရလည်းဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါကွေကျွန်တော်ဒါ Manchester United အသင်းနဲ့ Brighton အသင်းတို့ကဒါကျွန်တော် Premier League မှာဒါကျွန်တော်ထိတိုက်တွေ့ဆုံနေကြအသင်းတွေဖြစ်တယ်ဆိုတော့ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကဒါကျွန်တော် Premier Plus ပွဲစဉ်တွေထဲဆာလို့ရှင် Premier League မှာဒီနှစ်သင်းထိတိုက်တွေ့ဆုံမှုတွေပို့ပြီးတော့မြပြခဲ့တယ်ဆိုတော့ဒါနောက်ပိုင်းနှစ်တင်မှာဆိုလို့ရှင်လည်းဒါ Premier League မှာထိတိုက်တွေ့ဆုံမှု9ကြိမ်အထိရှိခဲ့ပြီးတော့ဒါကျွန်တော် FA Cup မှာထိတိုက်တွေ့ဆုံတာအဲ့9ကြိမ်ပြင်ပမှာပဲဖြစ်ခဲ့တယ်ဗျဆိုတော့ဒီနှစ်သင်းရဲ့ဒါရှေ့ကထိတိုက်တွေ့ဆုံမှုတွေတို့နှစ်သင်းဆုံတွေ့ခဲ့ကြတဲ့အချိန်တိုင်းမှာဒါကျွန်တော်ဘလို့ရလက်မျိုးတွေထွက်ပေါ်ခဲ့တယ်ဗျ ဟုတ်ကဲ့ပါကိုဒီနေ့တင်းရဲ့ hard to hard အနေထားကိုပြန်ပြီးကြည့်မယ်ဆိုတော့လက်ရှိကျွန်တော်တို့ပြီးခဲ့တဲ့နှစ်တင်မှာဆိုတော့ United ထက်ဆိုင် Brighton တင်းရမယ်အပြတ်သက်တာစီရရှိတာကိုကျွန်တော်ပြန်မျိုးတွေးခဲ့ရတယ်။နောက်ဆုံး၅ကြိမ် Premier League မှာတွေ့ဆုံတဲ့ပွဲစဉ်ပြန်ပြီးကြည့်မယ်ဆိုတော့ Brighton ၄ကြိမ်ထိနိုင်ခဲ့တယ်။ United အနေနဲ့တစ်ကြိမ်ပဲပြန်ပြီးတော့ကျွန်တော် Brighton အိမ်ဝင်မှာနိုင်ခဲ့ရတွေ့ရတယ်။ United ရဲ့အိမ်ကွင်း Old Trafford ကိုတည်တံ့ကြည့်မယ်ဆိုတော့နောက်ဆုံး၃ကြိမ်မှာ United အနေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုရှုံးဝဲတွေပဲကြုံတွေ့ထားခဲ့ရပြ။ပြီးခဲ့တဲ့နှစ်ကဆိုရင်လည်းကျွန်တော်3-1နဲ့ရှုံးတယ်။ ပြီးတော့အရှိတနစ်မှာဆိုရင်ကျွန်တော်3-1နဲ့ထပ်ပြီးရှုံးပြီးတော့အဲ့နှစ်နှစ်ကြာပေါ့နော်နောက်ထပ်အရှိတနစ်မှာဆိုရင်တော့2-1ဆိုရဲနဲ့ရှုံးလာဆိုတော့ပြောမယ်ဆိုအပြန်လန်အတွင်းကိုလေးတော့ကျွန်တော်ဦးထုတ်ဖို့မှာဆိုရင်မြင်နေငြင်းရတယ်အဲ့ဒါမဲ့ United အနေနဲ့တော့တကူပဲသွင်းနိုင်ပြီ Brighton တော့အမြင်နဲ့ကျွန်တော်တို့ပြောမယ်ဆို United ထက်အသာစီးရရှိနေပြီးတော့2-1 3-1ဆိုရဲလက်တွေနဲ့9-0ရယ်ဆိုရဲအနေထားတစ်ခုအရာပြီးခဲ့နှစ်ကဆိုရင်လည်းအိမ်ဝဲဝင်းဝင်း Brighton ကနေ9-0ရယ်ဆိုရဲအနေထားတစ်ခုအရာတော့ United တို့ကတော့နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်တို့ကြုံရဖို့ရှိမယ်ပြီးတော့ဒါမဲ့လေဒီနှစ်မှာက United အနေနဲ့လည်းကျွန်တော်တို့အနိုင်မရရှိကြကြာပြီးဖြစ်တဲ့ Anfield မှာတော့ Liverpool ိုးတဝက်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာဆိုတော့ဒီပွဲစဉ်မှာရောအိမ်ကွင်းအိုးထွက်ဖို့မှာသုံးနေစတိုက်ဘရက်ဒန်ကိုရှုံထားရဆိုတဲ့အနေဒါတစ်ခုကနေဒီတစ်ချိန်မှာပြန်ပြီးတော့ယုံထနိုင်မလားသူတို့အသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာမြင့်တင်မှုတွေကရောဒီပွဲစဉ်မှာထပ်ပြီးတော့သူတို့အတွက်နောက်ထပ်ခွန်အားတစ်ခုဖြစ်လာနိုင်မှာဒါမှမဟုတ်ဘရိုက်ဒန်ကပဲပြီးခဲ့တဲ့နောက်ဆုံးနှစ်တွေမှာယူနိုက်တက်နဲ့တွဲဆုံတဲ့အချိန်တိုင်းမှာအသာစီးရရှိလာရဆိုတဲ့စာရင်တစ်ခုကိုထပ်ပြီးတော့ထိန်းသိမ်းထားနိုင်မလားပေါ့အဲ့လေးလည်းကျွန်တော်ပြန်ပြီးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့ဒီနောက်သင်းထိတိုက်တွဲဆုံမှုမှာဒါထူးခြားချက်ကမနစ်ကရာသီမှာဒါနှစ်ကျော်စလုံး Manchester United အသင်းရှုံးနေထားခဲ့တော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒါ Old Trafford Green ်မှာတော့ Brighton အသင်းက3-1ဆိုတဲ့ရလက်အထိဒါထွက်ပေါ်ထားအောင်သူတို့ကစားနိုင်ခဲ့ရပြ။ဆိုတော့ဒီရာဒီကျွန်တော်တို့ဒါ Manchester United အသင်းရဲ့အိမ်ကွင်းမှာပထမအဦးဆုံးဒါကျွန်တော် Twitter တွေးဆမှုမှာတော့ Manchester United အသင်းအနေနဲ့ဒါသူတို့ရဲ့မနှစ်ကရာဒီနှစ်ကျော်စလုံးရှုံးခဲ့တဲ့ရှုံးတွေးကိုတော့တေချာပေါ်ပြန်ဆက်ဖို့တော့လိုအပ်လိမ့်မယ်။မဟုတ်ရင်တော့ဒါကျွန်တော် Brighton အသင်းနဲ့တွေးဆုံနိုင်မှာသူအနေနဲ့ဒါကျွန်တော်ရလက်ကောင်းတွေထွက်ပေါ်မှာစွမ်းဆောင်နိုင်ခဲ့ဘူးဆိုတဲ့အခြေအနေမျိုးတွေဖြစ်သွားလိမ့်မယ်။ဆိုတော့နောက်ဆုံး9ချိန်မှာဒါ Brighton အသင်းက4ချိန်ထိအနိုင်ရရှိထားတယ်။ဆိုတော့ Manchester United အသင်းကဒါမနှစ်ကရာဒီရဲ့အကျော်ပေါ့နော်။ဆိုတော့2020 2024ရာသီဒီရာသီမှာတော့ကျွန်တော်တို့ Manchester United အတင်းအားဒါအဝေးကွင်းမှာ2-0ဆိုတဲ့ရာလက်တစ်ခုဒါပေါ်ဆောင်ထားနိုင်ခဲ့တယ်ဗျာဆိုတော့ဒီတစ်ခေါက်အင်ကွင်းမှာတော့ဒါသူတို့အနေနဲ့ဒါမဖြစ်မနေနိုင်ပွဲရှာဖွေဖို့လိုအပ်နေပြီအကယ်၍ဒါနိုင်ပွဲမရှာဖွေနိုင်ခဲ့ဘူးဆိုလို့ရှိရင်ဒါကျွန်တော် Brighton အသင်းကိုဒါကျွန်တော်လေးပွဲဆက်တိုက်ရှုံးနေတဲ့အနေအထားမျိုးဖြစ်သွားလိမ့်မယ်ဗျာဆိုတော့ဒါ head to head ဒီအနေအထားရကြည့်မယ်ဆိုလို့ရှိရင်တော့မနေ့ကရာသီမှာဒါနဲ့ကြော်တလုံးရှုံးနေထားတဲ့ Manchester United အသင်းအနေနဲ့သူတို့အနေနဲ့ဒါဖြည့်ဆည်းရှာဖို့လိုအပ်နေပြီဆိုတော့ဒီနေ့ပွဲစဉ်ကိုသူတို့အနိုင်ရရှိဖို့လိုအပ်နေပြီဗျာ ဟုတ်ကဲ့ပါကွေဆိုတော့လက်ရှိဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ Brighton အသင်းတို့ထိတိုက်တွေ့ဆုံတဲ့အခါမှာဒါ Brighton အသင်းဘက်ကတော့ဒန်ယာရကစားသမားတွေပို့ပြီးတော့များပြားနေအောင်ကျွန်တော်တွေ့ရတယ်ဆိုတော့ Manchester United အသင်းဘက်ကတော့ဒါကျွန်တော်ဒန်ယာရကစားသမားတွေအားလုံးနှီးပါပြန်လည်ပြီးတော့တက်တာပြီးတော့ဒါ Lisandro Martinez တယောက်လောက်ပဲဒါဒန်ယာရပြဿနာလူစီနေမှာဒါရှိနေတယ်ဆိုတော့ training တော့ပြန်ပြီးစဉ်းနိုင်နေပြီဆိုပေမဲ့ဒါကျွန်တော်ကြက်ခိုက်မှုအရင်မပြေဝသေးတဲ့အနေအထားမျိုးလေးဒီအပိုင်းလေးတွေလောက်မှာပဲဒါ Manchester United အသင်းအနေနဲ့ဒန်ယာပြဿနာရှိတော့တယ်ဆိုတော့ကျန်တဲ့ဒါကျွန်တော်လူစီအားလုံးနှီးပါကဒါပွဲထွက်လူစီဖြစ်နေထပ်ပြီးတော့ပေါင်းထည့်နိုင်နေပြီဆိုတော့ဒါ ါ Manchester United အသင်းအတွက်ကတော့ဒါကျွန်တော်နောက်ပိုင်းဒါသူတို့ရဲ့ဒါကျွန်တော်အပေါင်းလက္ခဏာဆောင်လာတဲ့ခြေစွမ်းပိုင်းအရာမှလည်းဒီအချက်လေးတွေပါလာမလားပေါ့နော်ဆိုတော့ဒါလေးကျွန်တော်တစ်ချက်ဆောင်ကြည့်ရမယ် Brighton အသင်းကတော့ဒဏ်ရာကစားသမားတွေနည်းနည်းများပြားနေရတဲ့ဆိုတဲ့အနေထားတစ်ခုမှာဒါသူတို့ရဲ့ပေါ်ထွက်လူစင်းရောဘယ်လိုမျိုးပုံစံဖြစ်လာမလဲဆိုတော့ရှေ့က၅ပွဲဆက်တိုက်သူတို့အနေနဲ့ရှုံးပွဲမရှိထားတဲ့အနေထားတစ်ခုမှာကျွန်တော်လူစင်းရောအများကြီးပြောင်းလဲလုပ်မယ်လို့တော့မထင်ဘူးဗျဆိုတော့ဒါ Manchester United အသင်းဘက်ကရောအပြောင်းလဲရဘယ်လိုမျိုးပုံစံတွေဖြစ်လာမလဲဗျ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ရဲ့ကျွန်တော်ဒီပွဲထွက်လူစဉ်ကိုပြန်ပြီးကြည့်ရမယ်ဆိုရင် United ကတော့တင်ကျင်တဲ့ပွဲထွက်လူစဉ်နဲ့ပြန်ပြီးပွဲထွက်လာဖို့ရှိမယ်။တို့တို့အသင်းရဲ့ခံစားက Lisandro Martinez ကလွှဲရင်ကျန်တဲ့ကစားသမားရဲ့အကုန်လုံးပြောမယ်ဆိုဒီပွဲစဉ်အတွက်အင်ပြစ်အားပြီးပေါ့နော်ပြန်ပြီးတော့ကစားနိုင်နေဆိုတဲ့အနေအထားတစ်ခုမှရှိတယ်။အဲ့တော့တို့တို့အသင်းရဲ့ကျွန်တော်တို့ဂျာဝေးရက်ထဲမှာဆိုရင်လည်းကျွန်တော်ဒီပါပြိုင်မှုမှရှင်ပြန်ကစားခဲ့ရတယ်မရှိဘူးဆိုတော့နိုင်ရက်လည်းပြေးဝရထိရှားဆိုတော့ပြီးခဲ့တဲ့ Liverpool နဲ့ပွဲစဉ်ကအတိုင်းပဲကျွန်တော်ပြန်ပြီးတော့ပွဲထွက်လာဖို့ရှိလိမ့်မယ်ဗျ။တစ်ဖက်က Brighton ကတော့ဒဏ်ပြဿနာတွေလေးအနေငယ်လေးရေဆိုင်နေရရှိတယ်။အထူးသဖြင့်ကျွန်တော်ဒီကွင်းလယ်ပိုင်းနဲ့ခံစားပိုင်းမှာဒဏ်ပြဿနာတွေများနေတယ်။ခံစားက ကျွန်တော်ဒီ Joe Velman တို့ပြီးတော့ကျွန်တော်ဒီ Adam Webster တို့ပြီးတော့နောက်ထပ်ခန်းစစ်ကအဲကျွန်တော်ဒီ Hinshaw တို့ပေါ့နော်ဒန်ပြဿနာရှိတယ်။ကွင်းလင်ကကျွန်တော်ဒီ Gruder တို့ Solimash တို့ Mitomar တို့ဒန်ပြဿနာရှိရဆိုဒီပွဲစဉ်အတွက်လောချုပ်ပုံများနေပြီးတော့ပြန်ပောင်းဝင်နိုင်ခဲ့တဲ့ဆိုရင်တော့ကျွန်တော်ဒီ Mitomar နဲ့ Velman လောက်ပဲပြန်ပောင်းဝင်နိုင်မှုရှိကောင်းရှိလိမ့်မယ်။ဒါမှမဟုတ်ဒီကစားသမားတွေရဲ့ကြက်ခံမှုအရာဒီပွဲစဉ်ကိုကျွန်တော်ဒီ100%အပြည့်ပြီးပါပေါ့နော်။ပြန်ပြီးတော့ကစားနိုင်မှာမလားဆိုတဲ့တန်တရားတစ်ခုလည်းပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်။အဲ့တော့လူစင်းရဲ့နဲ့ဒန်ရစင်းအရာတော့ United ကတော့နည်းနည်းငယ်လေးအသာစီးရရှိတာတော့မှန်တယ်။အဲ့တော့ဖြစ်နိုင်မွဲလူစင်းကိုပြန်ပြီးကြည့်မယ်ဆိုရင် United ကတော့ပြီးခဲ့တဲ့ Liverpool ဖီးမှာနိုင်ခဲ့တဲ့လူစင်းအတိုင်းပဲကိုသမားနေရာမှာဆိုရင်တော့ဒီပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲလုံးမှာပွဲထွက်ခွင့်ရပြီးတော့အကောင်းဆုံးလက်ဆွမ်းပြနိုင်နေတဲ့ကျွန်တော်ဒီလမ်မန်စပက်ထပ်ပြီးတော့ပွဲထွက်လာဖို့ရှိမယ်ခန်းစစ်သုံးယောက်တန်းမှာဆိုတော့ဒီလေမကွာယာလူရှော့ခန်းစစ်တန်းမှာဆိုရင်တော့ကျွန်တော်တို့ပြောမှာဆိုဒီသုံးယောက်ကတော့လက်ရှိ United မှာတော့တည်ငြိမ်ဆုံး ျွန်တော်ခံစစ်တန်း၃ရောက်တန်းမှာဆိုရင်ပြောလို့ရတယ်အပြောင်းလဲလို့ချင်း rule ကိုထည့်ပြီးတော့စဉ်းစားလို့ရတယ်ဝင်ပတ်ဒီမှာဆိုတော့ညာဘက်ချမ်းမှာတော့အမတ်ကတရားပေါ့ဒီအခုပွဲစဉ်မှာထပ်ပြီးတော့ပေါ်ထလောက်ကိုရှိပြီးတော့လက်ဝင်ပတ်နေရာမှာဆိုတော့ဒီဟိုဒီကိုဒါလောနဲ့ကျွန်တော်တို့ patrick dogu တို့ရှိမယ်အဲ့တော့ dogu ပဲပေါ်ထွက်မလားဒါလောက်ပဲပြန်ပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်တိုင်းမှာပေါ်ထလာမှာပြန်ပြီးတော့စောင့်ကြည့်ရဖို့ရှိမယ်အကဲ dogu ပွဲထွက်တဲ့ကဲဆိုရင်တော့နည်းနည်းလေးပို့ပြီးတော့ brighton တောင်ပန်ကျွန်တော်တို့ကျွန်တော်ဒီတိုက်စစ်တွေကိုပေါ့နော်ပို့ပြီးတားဆီးနိုင်မယ့်အနေအထားတစ်ခုမှရှိမယ်လို့ကျွန်တော်ထင်မိတယ်ကွန်းလဲအတွက်ဖက်နေမှာဆိုတော့ကျွန်တော်ဒီ fernandez နဲ့ casemiro တိုက်စစ်ပိုင်းမှာဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုတော့ sasco အရင်စင်းနဲ့ပြန်ပို့တယ်ဒါပေမဲ့ဒီပွဲစ င်မှာတို့အနေနဲ့လီဝက်စတန်နဲ့ကျွန်တော်ဒီဖန်ဟက်ကီရဲ့ကျွန်တော်ဒီခံစစ်ပိုင်းအောင်ပေါ်ကျွန်တော်အမြင်ပေါ်ရင်လည်း ကျွန်တော်တို့အသုံးပြုပြီးကစားခြင်းနဲ့ကိုညာ force နိုင်ပုံစံမျိုးကစားထားရဆိုင်ကျွန်တော်တို့ sesco ပို့ပြီးတော့အသုံးပြုတာပို့ပြီးတော့အဆင်ပြေမလားဒါမှမဟုတ်ကျွန်တော်တို့ ampul mon နဲ့ကိုညာကျွန်တော်တို့နောက်ချမ်းမှာတင်ပြီးကစားတာအဆင်ပြေမလား missing mouse ကိုကျွန်တော်တို့အရင်ဆင်းနေကိုပို့တာပို့ပြီးတော့ကောင်းလာမလားပဲဆိုကိုညာ ampul mon sesco တက်စစ်တွဲရမြားပို့ပြီးတော့အလုပ်ဖြစ်လာမှာအဲ့လေးတင်ပြီးဆောင်ကျက်ဖို့ရှိမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့ပွဲစဉ်အတိုင်းပဲ ampul mon နဲ့မောင်းနေကကျွန်တော်တို့ကိုညာရဲ့အနောက်မှာကျွန်တော်တို့နောက်ချမ်းတက်စစ်မှုပုံစံမျိုးနဲ့ကိုညာ force နိုင်ပုံစံမျိုးကစားတာလည်းကျွန်တော်တွေ့ကောင်းတွေ့ရနိုင်နေဗျ တခုပဲ United အနေနဲ့စိုးရိမ်နေရရှိတာသူတို့အသင်းရဲ့ကွင်းလည်ကအဲကျွန်တော်ဒီလိုအောင်လုံးဖြစ်တဲ့ Casemiro နဲ့ Fernandes အတွဲမှာ Casemiro ကစားကြလိုက်ဥကာဒေးကိုဝင်လာတဲ့အချိန်မှာတော့ United ကွင်းလည်ကအနည်းငယ်လေးကျွန်တော်ဒီလှုပ်လှုပ်လှုပ်ခက်ခက်လေးဖြစ်ပြီး shaky ဖြစ်သွားလိမ့်ရှိတယ် stable မရှိတော့ဘူးဆိုရယ် position တခုအရတော့ပြီးခဲ့တဲ့ level နဲ့ပွဲစဉ်မှာကျွန်တော်တွေးခဲ့ရတယ်အဲ့ဒီပွဲစဉ်မှာရော Casemiro ရှိနေတဲ့အချိန်မှာ United အနေနဲ့တော့ရလက်ကောင်းတခုကိုပို့ပြီးရရှိဖို့အတွက်တော့လိုအပ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဥကာဒေးဝင်လာတဲ့အချိန်မှာဥကာဒေး Fernandes အတွဲဖက်ကတော့အနည်းငယ်လေးအားနည်းချက်လေးဖြစ်စေရကြအဲ့လိုပဲတစ်ဖက်က Brighton အသင်းရဲ့ line နဲ့စက်တယောက်ကိုပြန်ပြီးကြီးရမယ်ဆိုတော့သူတို့ဒီလေပြီးခဲ့တဲ့ပွဲစဉ် င်ရတိုင်းပဲအပြောင်းလဲတော့ကြီးကြီးမားလုံးမှာမဟုတ်ဘူးပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလည်းဒီကစားသမားတွေနဲ့ပဲကျွန်တော်တို့ Newcastle အုံငွေမှာ2-1နဲ့နိုင်ခဲ့တယ်အပြောင်းလဲလုံကောင်လုံးနိုင်နေတယ်ဆိုရင်တော့ကျွန်တော်တို့မီတာမီတိုမာအနေနဲ့ပေါ့တန်ပြဿနာပြန်ပြီးတက်တာလာရဲဆိုတော့သူရဲ့ကျွန်တော်ဒီဘက်တောင်းမှာပြန်ပြီးပေါ်ထွက်လာကောင်းလာနိုင်တယ်အဲ့လေးပဲပြန်ပြီးဆောင်ကြဖို့ရှိမယ်အဲ့တော့ဖြစ်နိုင်မယ်လိုင်းနဲ့စတရာကိုပြန်ပြီးကြည့်ရမှာဆိုရင်ကိုသမားနေရာမှာဆိုရင်တော့ Bavragan ကျွန်တော်ဒီခန်းစစ်တန်းမှာဆိုတော့ညာဘက်ချမ်းမှာ Wefa ဘယ်ဘက်ချမ်းမှာဆိုတော့ Cardio Glue ခန်းစစ်တုံးနေရာမှာဆိုတော့ Van Hacken နဲ့ Liverstone နဲ့ရှိမယ်ကိုလည်း12 point မှာတော့ United နဲ့တင်းကြီးနေတယ်ကျွန်တော်ဒီအပြောင်းရွှေ့ဈေးခွက်မှာပေါ့နော် United ကနေခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဘာလီပါရှိမယ် Errari င်းရှိမယ်နမတန်မှာဆိုတော့ router ရှိမယ်ညာဘက်ချမ်း right wing မှာဆိုတော့ minter ရှိပြီးတော့ဘယ်ဘက်ချမ်းမှာဆိုတော့ mitoma မှာကစားနိုင်အောင်ဆိုတော့ gomez ပြန်ပြီးပေါ်ထွက်လာမယ်အကဲ mitoma ကစားနိုင်နေဆိုတော့ gomez ကအရင်စင်းနဲ့ရောက်ပြီး mitoma ကိုကျွန်တော်တို့ဒီဘယ်ဘက်ချမ်းမှာတွေ့ရဖို့ရှိမယ်အထောင်တက်စစ်မှုနေရာမှာဆိုတော့ united ရဲ့ academy ကစားသမား home ဖြစ်တဲ့ danny webber ကပထမပြီးပေါ်ထွက်လာဖို့ရှိပြီးတော့ပြီးခဲ့တဲ့ newcastle နဲ့ပွဲစဉ်မှာဆိုလဲ danny webber အနေနဲ့သွင်းဝနှစ်ခုရရှိအောင်စောင့်ဆောင်ထားနိုင်တာဆိုတော့ united ခက်စစ်တန်တော့တော့အနည်းငယ်လေးကျွန်တော်တို့စောင့်ကြည့်ရမယ်ကစားသမားအဖြစ်ရှိနေပါအောင်မယ်ခင်ဗျ ဟုတ်ကဲ့ကိုဆိုတော့လက်ရှိဒါပေါ်ထွက်လူစင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Manchester United ဘက်ကတော့ဒါကျွန်တော်တို့အပြောင်းအလဲရတော့မြင်များဆက်ဆားတော့ကျွန်တော်ရှိမှမထင်ဘူးဆိုတော့ရိုးရိုးထက်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ Maguire delete ဒီတွဲလုံးတော့နော် short ဒီတွဲလုံးကိုဒါကျွန်တော်ဒီပြအနေနဲ့ပို့ပြီးတော့ကြိုက်နေတော့ကျွန်တော်တွေးရတယ်ဗျာနောက်ကျွန်တော်ကွင်းလိုက်မှာဆိုလို့ရှိရင် Bruno Fernandes Casemiro ဒီတွဲလုံးကိုပဲသူ့အနေနဲ့ဇက်တိုက်ထုတ်ပြီးတော့တုံးတယ်ဆိုတော့ Casemiro ဒါဒါ minute 60ဝင်းကျင်ကြတဲ့အချိန်ကြာတော့မှသာလင်းဒါ Ugarte နဲ့လူစားလဲပြီးတော့ဒါတုံးတဲ့ပုံစံမျိုးဒါကတော့ကျွန်တော်ရှေ့ကပွဲစဉ်တွေမှာလည်းမြင်တွေ့ခဲ့ရပြီးပါပြီအိမ်မက်ကတော့ဒီတနေရာပေါ့နော်ဆိုတော့ဒါနောက်ချန်တိုက်စစ်ညာနောက် ချန်တိုက်ဆက်ကိုသူအပိုင်စားရထားတယ်ဗျာဆိုတော့ဒီဘက်ကဒီကိုဒါလောကလည်းလက်ရှိဒါအနေထားတွေအရာနီးပြအကြိုက်ဖြစ်နေရဆိုတဲ့ပုံစံလေးတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဒါသူ့အနေနဲ့ကန်ဆယ်ပိုင်းဆိုင်ရာအရာမှာအားနည်းချက်တွေရှိတယ်ဆိုပြီးမှတိုက်ဆက်ပိုင်းကိုလိုက်ပါနိုင်မှုကတော့ဒါနီးပြရဲ့အကြိုက်ဖြစ်နေလို့ဒါကျွန်တော်ပက်ထရစ်ဒိုကူအနေနဲ့ဒါအရန်ကုန်ထိုင်နေရတယ်လို့ကျွန်တော်ပြောရမှာဗျာဆိုတော့အကယ်၍ဒါကျွန်တော်တို့ဒီတစ်ဖက်ကဒီတောင်ပိုင်းတိုက်ဆက်တွေအရန်ကောင်းနေဆိုလို့ရှိရင်တော့ဒါဒီကိုဒါလောအနေနဲ့ဒါနောက်ဒီဘောနော်ဆိုကန်ဆယ်အနေနဲ့ပြန်ပြီးကစားတဲ့အခါမှာတော့အနေနဲ့ပြဿနာလေးတွေတော့ရှိလာနိုင်တယ်ဗျာဒါပေမဲ့အဲကျွန်တော်တို့ဒါနီးပြရ ဒါအကြိုက်လူစီရင်ကတော့ဒါ dialogue ပဲဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလည်း dialogue ပဲပြန်ပြီးပါဝင်လာနိုင်ဖို့ရတော့ဒါကျွန်တော်တို့ရခိုင်နှုန်းပို့ပြီးတော့များတယ်မစ်ဆင်မောင်းလည်းဒါနေပြအကြိုက်ကစားသမားဖြစ်နေဆိုတော့ဒီမစ်ဆင်မောင်းအန်ဘူမိုဆိုတော့ဒီတွဲလုံးကိုကျွန်တော်မြင်တွေ့နေရတာနည်းနည်းလေးကြာလာပြီဗျဆိုတော့ဒါကွန်ညာအန်ဘူမိုတွဲလုံးကိုတော့တိတ်ပြီးတော့မမြင်ရတော့ဆိုတော့ကွန်ညာကို force 9နေရာမှာထားပြီးကစားတယ်ဆိုတော့ကျွန်တော်ရဲ့မြင်ရတော့ဒီကွန်ညာကဒီ force 9နေရာမှာကစားတဲ့အခါမှာဆိုတော့အရင်ကျွန်တော်ဒါလောက်ွက်မရတာမျိုးကျွန်တော်တွေ့ရတယ်ဗျဆိုတော့ဒါသူ့အနေနဲ့ဒါနောက်ကိုပြန်ဆင်းပြီးတော့ဒါဘောလုံးတည့်တယ်ဆိုတော့ရှေ့ကိုပြန်တက်တဲ့အချိန်မှာတကယ်ကျွန်တော်ဒါထောင်တိုက်စစ်မူစစ်စစ်မရှိတော့ တဲ့အနေအထားမျိုးလေးတွေဆိုတော့ဂူသွင်းမှုအတော့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီဘန်ဘူမိုတို့ဘာတို့ကဒါရှေ့ကိုတက်ပြီးတော့တောင်ပိုင်းကနေဆွဲပြေးပြီးတော့သွင်းရတဲ့ပုံစံမျိုးလေးတွေဖြစ်လာတယ်ဆိုတော့ထောင်တိုက်စစ်စစ်စစ်ကစားသမားမရှိဘူးဆိုတော့ဒါရှေ့ကပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါခေါင်းတိုက်မဲ့ကစားသမားဆိုရင်ဒါကျွန်တော်မကွာရတို့ဒါဥကဒေးတို့ဒီလေးတို့ကရှေ့ကိုတက်ပြီးတော့ဒါခေါင်းတိုက်တဲ့ပုံစံမျိုးလေးတွေကျွန်တော်တို့တွေ့ရတယ်ဗျဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒါကွန်ညာအန်ဘူမိုဒါရှက်စကိုအတွဲကိုပြန်ပြီးတော့မြင်ရမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့သဘောကျတယ်ဒါပေမဲ့နေပြအကြိုက်ကစားသမားမေဆင်မောင်းဖြစ်နေတာဖြစ်တဲ့အတွက်မေဆင်မောင်းကိုထည့်ကျင်တယ်ကွန်ညာကိုလည်းထည့်ကျင် နေဆိုလို့ရှိရင်တော့တို့အနေနဲ့ဒါသူ့အနေနဲ့ပေါ့နော်ဆိုတော့ Chesco ဖြုတ်ကားတဲ့အပိုင်းလေးတွေတော့ရှိလာဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒီ Tyson မှာအပြောင်းလဲလေးဖြစ်လာမှာဒါမှမဟုတ် Liverpool နဲ့အတင်းကပွဲစဉ်လိုမျိုးဒါကွန်ညာ Force 9နေရာမှာကစားတဲ့ပုံစံလေးမျိုးလေးဖြစ်လာမှာကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော်တစ်ဖက်ကအတင်းကိုလည်းဒါသူ့အနေကောင်းကောင်းမွန်မွန်ဒါတုံးတုံးပြန်ပြန်ရှင်းပြန်ကစားနိုင်ဖို့ဒါဘောလုံးဒါပိုက်ဆိုင်မှုထိချုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒါတကယ်ဒါ Striker ပေါ့နော် Sisic ဒါ Chesco ကိုထည့်ပြီးကစားမှာလေလို့ကျွန်တော်တို့ပို့ပြီးတော့ခန်းစားရတယ်ဆိုတော့တစ်ဖက်ကတော့ဒါသူ့အနေနဲ့အများကြီးတော့အပြောင်းလဲမရှိဘူးရဆိုတော့ဒီကစားသမားဒီလူ စင်းဒီအစုဖွဲ့ကိုပဲထပ်ပြီးတော့ထုတ်လာဖို့ရှိတယ်ဆိုတော့အများကြီးတော့အပြောင်းလဲတော့ဖြစ်မှာမဟုတ်ဘူးဆိုတော့ဒါနှစ်သင်းစလုံးကတော့ကျွန်တော်အများအားဆက်ဆက်လူစင်းတွေအပြောင်းလဲဖြစ်မှာမျိုးထက်ဆာလို့ရှိရင်ဒါရှေ့ရပွဲစဉ်မှာအနိုင်ရရှိခဲ့တဲ့လူစင်းကိုပဲဒါကျွန်တော်တို့အနှဲငယ်ပေါ့နော်ဆိုတော့တစ်ယောက်စားနှစ်ယောက်စားအပြောင်းလဲလုပ်ပြီးတော့သုံးလာဖို့ရတယ်ရှိပါတယ်ဗျာ ုတ်ကဲ့ပါကွယ်ဆိုတော့လက်ရှိဒါ Premier League ပွဲစဉ်ကိုအနေနဲ့ Manchester United အသင်းနဲ့ Brighton အသင်းတို့ကဒါ Ultra Four ကွေးမှာရှင်ပြိုင်ကစားရမယ့်အနေအထားတစ်ခုမှာဆိုတော့လက်ရှိအနေအထားတွေအရလည်း Manchester United အသင်းကလည်းဒါအပေါင်းလက္ခဏာဆောင်းလာပြီဆိုတော့သူတို့အနေနဲ့ခြေစွမ်းမဆိုင်ရာအရလည်းနည်းငယ်တည်ငြိမ်လာပြီလို့ကျွန်တော်ပြောလို့ရတဲ့အနေအထားတစ်ခုရှိသလိုတစ်ခါက Brighton အသင်းကလည်းဒါဇက်တိုက်သူတို့ရဲ့ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်ခဲ့တာဆိုတော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တိုးတက်လာတဲ့အသင်းကောင်း2သင်းရဲ့ထိတိုက်တွေ့ဆုံမှုကျွန်တော်မြင်တွေ့ရမှာဖြစ်ပြီဆိုတော့အချိန်နဲ့ရှင်ပြိုင်ကစားကြဖို့ရတော့ရှိတယ်ဆိုတော့အကိုရဲ့အနေနဲ့အမြင်နဲ့ဆိုရင်ရောဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Manchester Manchester United အသင်းကအင်ကွင်းမှာအကောင်းဆုံးအနိုင်၃ဘတ်ကိုဆက်လက်ပြီးတော့ရယူသွားနိုင်မလားဒါမှမဟုတ် Brighton အသင်းကဒါကျွန်တော်တို့ရှေ့ရသူတို့အကောင်းဆုံးကစားခဲ့တဲ့ပွဲစဉ်တွေလိုပဲဒါကဲအသင်းကြီးတွေကိုဒါကျွန်တော်တို့ဒါ Chelsea လိုအသင်းမျိုးဒါအဝေးကွင်းမှာအကောင်းဆုံးအနိုင်ရရှိခဲ့တဲ့လိုမျိုးဒီတစ်ခေါက်ကထပ်မှန်ပြီးတော့ပုံဖော်လာနိုင်မလားဆိုတော့အခုအမြင်နဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါဦးဗျာ ဟုတ်ကဲ့ပါကွဒီပွဲစုကျွန်တော်ပြန်ပြီးကြည့်ရမှာဆိုပထမဆုံး United ရဲ့လက်ရှိကျွန်တော်တို့ cancel ပိုင်းအရာတော့ကျွန်တော်အရှိကကျွန်တော်ဒီပွဲစဉ်တွေတစ်ဆိုင်တော့တော်တော်လေးတိုးတက်မှုရှိတာကျွန်တော်မြင်ရတယ်။အဓိကတော့ကိုသမားအနေအားအပြောင်းလဲဖြစ်ပြီးကျွန်တော်ဒီ Bendy ရဲ့နေရာမှာ Lamans ပြန်ပြီးဝင်လာတဲ့နောက်ပိုင်းမှာတော့ Sanan နဲ့ပွဲမှာဆိုရင်ကျွန်တော်ဒီအကောင်းဆုံးစွမ်းဆောင်ရုံပြသခဲ့ပြီးတော့သူတို့အသင်းရဲ့ဒီရာဒီပထမဆုံး clean sheet ရခဲ့တယ်။ပြီးခဲ့တဲ့ Liverpool နဲ့ Anfield ပွဲမှာဆိုရင် Liverpool ကိုကျွန်တော်ဒီ twin goal တကူပဲခွင့်ပြုခဲ့ရပြီးတော့ tactics ကောင်းပါတယ်ဆိုတော့ Liverpool ရဲ့ tactics ကိုကျွန်တော်အကောင်းဆုံးတားဆီးနိုင်ခဲ့ဆိုတဲ့အနေအားတစ်ခုအရာတော့ United ရဲ့ cancel ကတော့ယာဒီအစပိုင်းကထပ်ဆိုင်တော့ပို့ပြီးတော့ကျွန်တော်ကျင့်လင့်မှု ရှိလာတယ်။ကိုသမားနဲ့ကျွန်တော်ခန်းစစ်တန်းကြားမှာလည်းပို့ပြီးတော့ယုံကြည်မှုရှိရှိနဲ့နားလည်မှုရှိရှိနဲ့ကစားလာနိုင်တယ်ဆိုတဲ့အနေထားလေးကျွန်တော်ပြန်ပြီးတွေးခဲ့ရတယ်။အဲ့လိုပဲတစ်ဖက်က Brighton ရဲ့တိုက်စစ်ပိုင်းကိုပြန်ပြီးကြည့်မယ်ဆိုရင် Brighton တိုက်စစ်ကလည်း short လို့တော့မရဘူး။ကျွန်တော်နောက်ဆုံး၅ပွဲမှာ14ခုထိသွင်းနိုင်ခဲ့တယ်ဆိုတဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်ရင်အရာတော့နောက်ဆုံး၅ပွဲလုံးနဲ့သင်းဂိုးတွေရရှိအောင်ဖန်တီးနိုင်ခဲ့တယ်ဆိုတဲ့အနေထားတစ်ခုအရာတော့ United ရဲ့ခန်းစစ်တန်းအတော့ကတော့နည်းနည်းလေးကျွန်တော်တို့ပြောရမယ်ဆိုရင်အဖြေရှာခဲ့တဲ့ပုံစံတစ်ခုဖြစ်လာနိုင်တယ်။အဲ့တော့ဒီပွဲစဉ်မှာရော United အနေနဲ့ clinch ရရှိအောင်ဆွမ်းဆောင်နိုင်မှာမလား။ခန်းစစ်တန်းနဲ့ကျွန်တော်ကိုသမားကြားနားလည်မှုထပ်ပြီးတော့များဒီဆောင်နိုင်တဲ့ပွဲကောင်းတစ်ပွဲပေါ့ ော်နော်ကျွန်တော်ဖြစ်လာတယ်ငါဆိုတော့ကျွန်တော်ပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်လက်ရှိဖောင်ရတော့နှစ်သိန်းလုံးမှာတော့ပြောမယ်ဆိုရင်နှစ်သိန်းလုံးရဲ့စိတ်တပိုင်းဆိုင်ရာအရာ United တည်လဲကျွန်တော်ဆန်လန်းလန်းနဲ့ Liverpool ကိုနှစ်ပွဲစတိုက်နိုင်ပြီးတော့ Anfield မှာပါအနံမြရှိတာကြာရှည်နေခဲ့ဆိုရဲစနေတခုပြန်ပြီးတော့ဖြတ်ထားနိုင်တယ်ဆိုရဲအနေထားတစ်ခုမှာတော့ကစားသမားရဲ့ကြားမှာတော့ motivation ရတော်တော်လေးကိုမြင့်တက်နေမှာကိုကျွန်တော်တွေ့ရတယ်အဲ့လိုပဲတစ်ဖက်က Brighton ကလည်းနောက်ဆုံး၅ပွဲစတိုက်ရှုံးမွေးမရှိဘူးဆိုရဲအနေထားတစ်ခုရော United တွဲဆောင်ခဲ့တဲ့နောက်ဆုံး၅ချိန်မှာရော၄ချိန်လုံးနိုင်ခဲ့ဆိုရဲအနေထားတစ်ခုသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာမှာလည်းယုံကြည်မှုအရာ United ကိုအနိုင်ကစားနိုင်တယ်ဆိုရဲခံစားချက်မျိုးတော့ရှိနေမှာတော့အမှန်ပဲဗျအဲ့တော့နောက်ထပ်ပွဲက ောင်းတစ်ပွဲကိုကျွန်တော်ကြည့်ရမယ်ပွဲစဉ်ပွဲလို့ထင်မိတယ်လက်ရှိ United ရဲ့တိုက်စစ်ပိုင်းအရာကို Brighton တိုက်စစ်ပိုင်းအရာကိုအနိုင်ငယ်လေးအပြန်လဲသွင်းဖို့တချို့မြင်ရမလားလို့ကျွန်တော်ပြန်ပြီးတော့မြင်နိုင်မဲ့ပွဲစဉ်ပွဲလို့လည်းကျွန်တော်ထင်မိတယ်ပြဘာလို့ပြီးခဲ့တဲ့နှစ်တည်းမှာ United အင်ကွင်းမှာဆိုရင်အနက်သိန်းပေါင်းအပြန်လဲသွင်းဖို့လေးတွင်းနိုင်တယ်အနည်းဆုံး3ခုလောက်တွင်းနိုင်တဲ့ပွဲစဉ်ပွဲကိုမြင်ရဆိုဒီပွဲစဉ်ပွဲကိုကျွန်တော်ကနောက်ထပ်သွင်းဖို့3ခုလောက်တွင်းနိုင်တဲ့ပွဲစဉ်ပွဲကိုမြင်နိုင်မယ်လို့ကျွန်တော်ထင်မိတယ်ဒါမှမဟုတ်လက်ရှိခြေစွမ်းပိုင်းနဲ့စိတ်သက်ပိုင်းဆိုင်ရာအရာဒီနှစ်ကအပြောင်းလဲတွေရအောင် United အနေနဲ့ဒီနှစ်မှာဒီပွဲစဉ်ကသူတို့အတွက်နိုင်လိုက်မယ်ဆိုရင်သူတို့အသင်းရဲ့ကစားသမားရဲ့ကြားမှာရောနီးပြန်တဲ့ကစားသမားရဲ့ကြားန ီးပြားနဲ့အတင်းဘုံအဖွဲပြိတ္တတွေကြားမှာပါပို့ပြီးတော့ရုပ်ကြီးမှုတွေတိုးပွားလာပြီးသူတို့တော့အပေါင်းလက္ခဏာဆောင်နိုင်မယ်ဆိုရဲ့အနေထားပို့ပြီးများနေရဆိုဒီပွဲစဉ်မှာလည်းထပ်ပြီးတော့အာသံဝန်ဆိုင်ညက်ကစားလာမယ်ပွဲစဉ်ဘောကိုကျွန်တော်တို့မြင်မိတယ်ခဲ့အဲ့တော့ဒီပွဲစဉ်မှာအနိုင်ရလဲဆိုရင်တော့ကျွန်တော်တို့အင်ရှင် United ဘက်ကိုပို့ပြီးတော့ကျင်းသက်မိတယ် Brighton နဲ့လက်ရှိမှာဖောင်ကောင်းနေတယ်ဆိုတာမှန်ပြီးမယ်လေ United ရဲ့ကစားသမားတွေဒါ Ruben Amorim 3421နဲ့တာပို့ပို့ပြီးတော့အထိုင်ကျလာတယ်ကျွန်တော်ဒီစိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ညှစ်ထုတ်မှုကျွန်တော်တို့ပို့ပြီးတော့ရုန်းကန်ပြီးတော့ကစားလာနိုင်တယ်ဆိုတဲ့အနေထားတစ်ခုရောက်တဲ့ခါကျရင် Brighton နေနဲ့တော့ ယူနိုက်တက်ရဲ့တက်စစ်ပိုင်းအရာကိုယူနိုက်တက်ရဲ့ကစားသမားတွေရဲ့ဆွမ်းဆောင်ရေးပိုင်းအရာကိုအနည်းငယ်လေးထိန်းချုပ်ဖို့တော်တော်ခက်ခဲနာနေနေပြအဲ့တော့ဒီပွဲစဉ်မှာတော့ယူနိုက်တက်အနေနဲ့နိုင်ခဲ့မယ်ဆိုတော့ကိုပြက်နိုင်ပွဲတစ်ပွဲတည်းဆိုင်တော့ကပ်ပြီးတော့နိုင်မှုပွဲများတဲ့ပွဲစဉ်ပွဲကိုကျွန်တော်ကတော့မြင်မိတယ်အပြန်လည်သွင်းဖို့တချို့မြင်ရဖို့ရှိပြီးတော့ယူနိုက်တက်ရဲ့ခံစစ်တန်းနဲ့ကိုသမားလမ်းမန်းဆိုင်တာအကောင်းဆုံးကျွန်တော်တို့ဒီပွဲအမူမှာဆွမ်းဆောင်ရေးကောင်ပြသနိုင်ခဲ့ဖို့မယ်ဆိုရင်တော့ယူနိုက်တက်အနေနဲ့2-1ဆိုရရက်နဲ့နိုင်သွားမယ်ပွဲစဉ်ပွဲဖြစ်လာနိုင်မယ်လို့ကျွန်တော်ထင်မိပါတယ်ခင်ဗျဟုတ်ကဲ့ကိုဆိုလရှိအနေထားတွေအရာတော့ဒါမှဆက်ဆက်ယူနိုက်တက်အသင်းဆိုလို့ရှိရင်လည်းနောက်ဆုံး9ပွဲမှာဆိုတော့ကျွန်တော်4ပွဲအထိပေါ့နော်ဆိုတော့ twin င်ဂိုးတွေသွင်းယူထားနိုင်ခဲ့တယ်ဆိုတော့ဒါဒီ Manchester City နဲ့ကန်ခဲ့တဲ့ပွဲစဉ်ရှုံးနေခဲ့တဲ့ပွဲစဉ်တစ်ခုမှာပဲဒါဂိုးမသွင်းယူနိုင်ခဲ့တာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါ classic ဘိုင်းဆိုင်ရာအရာမှာနိုင်ငံအလုတ်ဖြစ်လာပြီလို့ကျွန်တော်ပြောရမယ့်အနေအထားတစ်ခုဆိုတော့ဒါပေမဲ့တစ်ခုရှိတာတစ်ဖက်က Brighton အသင်းကကျတော့နောက်ဆုံး၅ပွဲမှာ14ဂိုးထိသွင်းထားတဲ့အသင်းပြဆိုတော့တကယ်ဒါအသင်းကောင်းတွေအသင်းကြီးတွေနဲ့တွေ့ဆုံတဲ့အခါမှာလည်းတို့ရဲ့ classic ဘိုင်းဆိုင်ရာအရာမှာအလုတ်ဖြစ်နေစေဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ Manchester United အသင်းအနေနဲ့တစ်ဖက်ကဒါ Brighton ရဲ့လာမဲ့ဒီ Champion Tight City တွေဒါတို့ရဲ့ဒါလျှင်မြန်တဲ့ဒီ Tottenham Tight City တွေဘယ်လောက်ထိတောင်းခံနိုင်လဲဒါလေးကျွန်တော်တစ်ချက်စောင့်ကြည့်ရမ မယ်ဆိုတော့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာတော့နှစ်သင်းစလုံးကဒါဂိုးသွင်းနိုင်နေဆိုတဲ့အနေအထားတစ်ခုတော့ဖြစ်နေပြီဆိုတော့ Manchester United အသင်းကလည်းဒီဒီပွဲစဉ်မှာဒါဂိုးသွင်းဖို့အတွက်အကောင်းဆုံးကြိုးစားအထောက်လာနိုင်မယ်ဆိုတော့ဒေဂျာဘောက်ဒါဘောလုံး position ကိုတော့ Manchester United အသင်းကတော့ Brighton အသင်းကပေးပြီးတော့ဆော့နိုင်မယ်ဗျာဆိုတော့သူတို့အနေနဲ့ counter ပေါက်လာမဲ့အလုံးတွေကိုပဲအကောင်းဆုံးဒါအသုံးချပြီးတော့သူတွင်းဂိုးတွေတွင်းယူဖို့အတွက်ကြိုးစားနိုင်မယ်ဆိုတော့ Manchester United အသင်းအနေနဲ့ဒီ counter ကိုဘယ်လောက်ထိသူတို့ခံနိုင်မလဲတောင်းခံနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒီဒီပွဲစဉ်အဖြစ်ကတော့ပြောင်းလဲသွားနိုင်မယ်ဆိုတော့နှစ်သင်းစလုံးကတော့ကျွန်တော်ကတော့အပြန်အလှန်တွင်းဂိုးတွေတွင်းယူနိုင်မယ်လို့ခံစားရတယ်ဆိုတော့လက်ရှိအ နေထားတဲ့အရာရောဒါ Manchester United အသင်းကတော့ Brighton အသင်းထက်ဆာလို့ရှင်ပို့ပြီးတော့ရမှတ်ပိုင်းဆိုင်ရာအရာပို့ပြီးတော့လိုအပ်တယ်လို့ကျွန်တော်ခံစားရတယ်ဆိုတော့ဒါခုနအခုပြောခဲ့သလိုပဲနောက်ပြေးသက်တွေဒါနီးပြတွေနောက်ကျွန်တော်တို့ကစားသမားတွေပုံဖွဲ့တွေဒီအားတွေအားလုံးကဒီပွဲစဉ်မှာနိုင်ခဲ့ပြီဆိုလို့ရှိရင်တော့ဒါတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအရာရောဒါကျွန်တော်စီလုံးမှုပိုင်းဆိုင်ရာအရာမှာရောပို့ပြီးတော့ကောင်းမွန်သွားနိုင်မယ့်အခြေအနေတစ်ခုတော့ ဒါမဲ့ Manchester United အသင်းအနေနဲ့ဒီအခြေအနေရောက်အောင်တော့သူပုံဖော်လာလိမ့်မယ်လို့ကျွန်တော်တို့ခန့်စားရတယ်။နောက်အင်ကွင်းလည်းဖြစ်နေတယ်။ဆိုတော့ဒါမဲ့ Manchester United အသင်းအနေနဲ့ဒီရာသီမှာဒါအင်ကွင်းစွမ်းဆောင်ရည်တော်တော်လေးကိုကောင်းမွန်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့အဲဒီနေ့မှာလည်းသူတို့အနေနဲ့ဒါအနိုင်ကစားဖို့အတွက်ကတော့အရင်ကတော့ပြဿနာမရှိဘူး။တခုကြောက်ရမှာ Brighton အသင်းရဲ့ဒါရောက်လာမယ့် Champion Tight City ကိုသူတို့အနေနဲ့ဒါကြောက်ရလိမ့်မယ်။ဆိုတော့ဒါ ကန်ဆယ်ပိုင်းဆိုင်ရာအရာမှာလုံလုံခြုံခြုံဖြစ်နေဖို့လိုအပ်တယ်ဗျာဆိုတော့ဒီအချက်တွေကြောင့်မဲဒါမဲ Manchester United အသင်းကတော့ဒါအခုပြောခဲ့သလိုပဲဒီနေ့ပွဲစဉ်မှာတော့အနိုင်ရရှိသွားဖို့ရတော့ရှိတယ်ဆိုတော့ဒါသူရဲ့အိမ်ခွင်းလည်းဖြစ်တယ်လက်ရှိဒါစိတ်တပိုင်းဆိုင်ရာအရာကိုကစားသမားပိုင်းဆိုင်ရာအရာရောဒါလိုအပ်နေတဲ့နိုင်ပွဲတွေကိုရှာဖွေသွားနိုင်ခြင်းရှိတဲ့အနေအထားတစ်ခုမှာ Manchester United အသင်းအနေနဲ့အကြိအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ဒါ2-1ဆိုတဲ့ရလလောင်းနဲ့အနိုင်ရရှိနိုင်တယ်ဒါမှမဟုတ်ရင်ကျွန်တော်အပြန်လည်တွင်းဝေးတာမြန်မြန်ဆဆသွင်းယူခဲ့မယ်ဆိုရင်တော့ဒါ3-2ဆိုတဲ့ရလမျိုးလောက်ထိဒါဖြစ်သွားဖို့ရတော့ရှိပါတယ်ဗျာ ဟုတ်ကဲ့ပါကိုကျွန်တော် Manchester United အသင်းနဲ့ Brighton အသင်းတို့တာရှင်မြန်ကစားကြမဲ့ Premier League ပွဲစဉ်၉ရက်ပွဲစဉ်လေးကိုလည်းကျွန်တော်ပြပြပေးပါအောင်ဗျ။ဟုတ်ကဲ့ပါကွေဒီပွဲစဉ်တော့ပရီးမီးယားလိဂ်ပွဲစဉ်ကိုဖြစ်မန်ချက်စတာယူနိုက်တက်တင်တဲ့ဘရက်တန်တင်းတို့ကအခုလာမယ့်စနေနေ့ည7:00နာရီမှာရှင်ပြန်ကစားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘရိုက်တန်အသင်းတို့ရှင်ပြန်ကစားကြမဲ့ပရီးမီးယားလိဂ်ပွဲစဉ်၉ရက်ပွဲကြုံသုံးသက်ချက်စီမံဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလည်းပြန်လာခဲ့ပါအောင်မယ်ဗျာ